မဲမီလာပါရှင်ယောဂိတာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ဆရာချမ်းမြေဝင်းဘာသာပြန်ရေးသားထားတဲ့တာရဲစိတ်ပြဲဆိုတဲ့ WhatsApp အော်လီရဲ့နောက်ဆုံးပိတ်ကိုဖျက်ပြပေးသားမှာပဲဖြစ်ပါတယ်ပြီးလောင်ရလေးပင် Syndicate Lock က GGT Agency မှာဆက်ဆက်ရေး Manager အဖြစ်လုပ်ခဲ့မှုတယ်နောက်ပိတ်ကျတော့ New York မှာရှိတဲ့ BBH Agency အဖွဲ့ရဲ့အမှုဆောင်အထုပ်သူဖြစ်လာတယ် နှစ်တစ်နှစ်ဤအထူးချွန်ဆောင်တညာပြုဟာအမျိုးသမီးအဖြစ်ဝေချံခဲ့ခဲ့ရတယ်။အော်ပြောပွဲတစ်ခုမှာသူပြောတာကိုကျွန်တော်နားထောင်ဖို့တဲ့ဖြစ်ပါဒါပေမဲ့အပြကားတော့မဆန်ပါနဲ့ဆိုတော့ website အကြောင်းပြောပြထားတာ။အဲဒီကောင်းစင်နဲ့ပတ်သက်ပြီးစင်ဒီကစင်မောင်မတိတိကျကျတွေပြောရော သူကတက်လက်ပိအမျိုးသမီးပါတဲ့။ဒါပေမဲ့သူသဘောကျတာကအသက်20ဆွန်းဆွန်းကောင်းလေးတွေပါတဲ့။အဲ့လိုကောင်းလေးတွေနဲ့သူတွဲဖို့တဲ့ ဒီကောင်လေးတွေရဲ့စိတ်ကူးထဲမှာအင်တာနက်ပေါ်ကအပြာကားတွေရဲ့လှမ်းမမှုတွေနဲ့ပြည့်နေတာကိုတွေ့ရတယ်တဲ့။အပြာကားတွေထဲကအတိမ်ဆက်ဆက်နေတိုင်းမှသာယောက်ျားပိတတယ်ဆိုပြီးအမြင်မှနေကြတယ်တဲ့။ဒီတော့ဒီကောင်လေးတွေနဲ့တွေ့တဲ့အသက်တွေရတော့ကောင်မလေးတွေကလည်းသူတို့ကောင်လေးတွေရဲ့ဉာဏ်ကြည်ချက်ကိုတန်ရောင်လိုက်ပြီးယုံမိကြပြန်ရော။အပြာကားတွေထဲကလိုဖြစ်မှသာဖြစ်ဆုံးမယ်ဆိုပြီးထင်နေကြတယ်။ဒါမကောင်းဘူးတဲ့စင်ဒီကပြောတယ်။ ဒါကြောင့်အဲ့ဒီ website ကို Cindy ကဖန်တီးလိုက်တာ။အဲ့ဒီစာမျက်ပေါ်မှာ Cindy ပြောခဲ့တဲ့စကားတွေကကျွန်တော်ပြန်ရေးပြတာထက်အများကြီးပိုပြီးပွင့်လင်းနေတဲ့တဲ့ကြီးတွေပြောပြတာ။ဟောပြောပွဲစီစဉ်စီစဉ်သူတွေပါဆက်အဟောင်းသားဖြစ်ကုန်ကြတယ်။အဲ့လိုအကြောင်းအရာမျိုးတွေကိုတဲ့တဲ့ကြီးပြောတဲ့အတွက် Cindy စကားပြောထားတဲ့ဗီဒီယိုကိုဟောပြောပွဲရဲ့ website မှာတင်မပေးဘူး။အကြောင်းအရာကအရင်ထိပဲရှာနေဖြစ်တဲ့အတွက်ဆိုပြီးအကြောင်းပြချက်ပေးတယ်။ဒါနဲ့ရှင်မီကပြောတယ် website မှာမတင်ချင်တော့ YouTube မှာတော့တင်ပေးပါတော့ဒီလိုနဲ့ YouTube ပေါ်ကအဲ့ဒီဟောပြောပွဲဗီဒီယိုပေါ်ရောက်ဗီဒီယိုရောက်သွားတယ်ဗီဒီယိုအောက်မှာလာရောက်နိုင်ရေးကြတဲ့မှတ်ချက်တွေကပေါင်းစုံပဲနားလည်တဲ့သဘောနဲ့ထောက်ခံတာတွေလည်းပါတယ်ကိုစိုးပတ်ဆက်ဆဲသွားတာတွေလည်းမနည်းဘူးအဲ့ဒီမှတ်ချက်တွေကိုဖတ်ပြီးစင်ဒီကစိတ်မစိုးဘူးဖြစ်ဖြစ်တာမျိုးလည်းမလုပ်ဘူးဆဲထားတဲ့မှတ်ချက်တွေတင်းကိုဆက်ရှိလက်ရှိပြန်ပြန်ပြောပြီးတယ်ပြန်ပြေးပြီးတယ် လူတွေဟာကိုယ်စိတ်နဲ့နှိမ်ကိုယ်အမြင်နဲ့တိမ်မြင်မြင်ကြတယ်ဆိုတဲ့ခံယူချက်ကိုစင်ဒီကလက်ကင်ထားတာကိုဒီတော့ဖတ်ချက်တည်းရဲ့အောင်မှာစင်ဒီကရေးတယ်။ဘာများကိုညီရမလဲ။ဘာကြောင့်စိတ်ဆိုးတာလဲ။ဘာကက်ခဲရများရှိတယ်လဲပေါ့။အင်တာနက်မှာဖတ်ချက်ပေးတဲ့သူတွေကအဲ့လိုမျိုးခံမျိုးတွေမကြချင်ဘူးလေ။လူမသိသူမသိဝင်ဆက်လိုက်ပြီးစိတ်အပန်းဖြစ်ကြသူတွေမဟုတ်လား။ဒါပေမဲ့တယောက်တယောက်ကတော့ထူးခြားတယ် ဲ့ဒီတယောက်ကစနစ်ကိုပပတ်ဆက်ဆက်ဆဲထားတာခင်ဗျားတို့အဖွားကြီးကအချစ်အကြောင်းအိယာဘောကအကြောင်းတွေဘာသိလို့လဲခင်ဗျားမျက်နှာမြင်တာနဲ့အဲ့ဒီစိတ်တွေမှာကုံသွားပြီဗျာဘာညာပေါ့တကယ်မှတ်ချက်ကတော့ဒီထက်အများကြီးဆိုပါတယ်စနစ်ကစိတ်ရှိရှိပဲအဲ့ဒီတယောက်ကိုစပြန်ပြီးတယ်ဘာကြောင့်အဲ့ဒီစိတ်မရှိတော့တာလဲဘာခက်ခဲနေတယ်လဲအကူကြီးလို့ရင်ဆက်တယ်ပါဆိုပြီးသူ့မိကိုပဲပြေးလိုက်တယ် ဲ့ဒီတယောက်စင်နုကိုတကယ်ဆက်သွင်းလာတယ်။ဟုတ်ပါတယ်။သူ့ဘဝမှာရည်စားရလို့ထားဖို့ပါဘူးတဲ့။မိမနဲ့ပတ်သက်ပြီးအတွေ့အကြုံလည်းမရှိဘူး။အသက်လည်းတတော်ရနေပြီ။30နှစ်ကနေပြီတဲ့။ဒါကြောင့်ပန်းတေပန်းညိုများဖြစ်နေသလားစိတ်ပူစိတ်ရကျနေတာတဲ့။ဒါနဲ့စီနီလည်းသူ့ကိုဘက်တော့ဘက်ပုံစက်မရဲ့အကူအညီယူတဲ့ကြောင့်အကြံပေးကူညီလိုက်တယ်။နောက်ပိုင်းကျတော့အဲ့ဒီလူက စင်နီကိုဆက်သွင်းလာပြီးကျေးဇူးတင်စကားပြောပြတဲ့။ဒီစားလဲရပါပြီ။အလုံးโอเคပါတယ်တဲ့။စင်နီဆက်လန်းကနေကျွန်တော်နားထောင်လိုက်တာတခုကတော့ဒေါသဟာအမှန်တရားကိုမိလုံရလေးပင်ပေးတာပဲ။ဒေါသကိုဒေါသနဲ့ရင်ဆိုင်လို့မဖြစ်နိုင်ဘူး။နောက်ဆုံးမှာပိုဒေါသကြည့်သူက နိုင်ငံနိုင်သားမယ်။ဒါပေမဲ့တကယ်တွေးကြည့်ရင်ဘယ်သူမှမနိုင်ဘူး။နှစ်ဖက်စလုံးအရှုံးတွေကြီးပဲ။ထိုင်းချုံနိုင်စက်နဲ့အကုန်ပြပြသွားတာပဲ။စင်နီကစိတ်အေးအေးတွေးတယ် ဒေါသကိုနားလည်မှုနဲ့ယဉ်ဆိုင်နေဒီလိုယဉ်ဆိုင်လိုက်တဲ့အခါတပည့်လူရဲ့ဒေါသဟာလောင်စရာလောင်စာမရှိတော့တဲ့အတွက်အငွေပြန်ပြောက်ခွဲသွားတယ်။ဒါမှမဟုတ်တကယ်ပြဿနာကို ချေရခံလို့ရသွားပြီးဖြေရှင်းပေးလို့ရသွားနိုင်တယ်။လွယ်တော့မလွယ်ဘူးကျွန်တော်လည်းမလုပ်နိုင်သေးဘူး။ဒါပေမဲ့အဲ့လိုစိတ်ထားနိုင်ဖို့အမြဲစူးစမ်းနေပါတယ်။တဲ့ထဲရည်သွန်း တက်တာရိုင်ယန်ကိုကတင်ချင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားရဲ့အဖွင့်မိနစ်20ဟာစစ်ပွဲရုပ်ရှင်ပြကွက်တွေထဲမှာအကောင်းဆုံးပဲအဲဒီဇဝင်ခင်းကိုရိုက်ဇဝင်ခန်းကိုရိုက်ဖို့အတွက်ဒါရိုက်တာစတီဗင်စပီကတ်က Normandy ကန့်ချစ်တဲ့ဘက်ရဲ့သမိုင်းဝင်တပ်ပုံစေပုံကိုလေ့လာထားတာဒါပေမဲ့စဉ်းစားစရာတစ်ခုကဒီလောက်သမိုင်းမှာအရေးပါတဲ့ Normandy တိုက်ပွဲရဲ့တပ်ပုံကစေပုံထဲရှိတယ်လားဘာလို့များလဲ အဲ့ဒီဓာတ်ပုံတွေကိုရေးယူခဲ့တဲ့ဓာတ်ပုံဆရာက Robert Capa Robert Capa က Normandy ကမ်းခြေကိုပြမဥဆုံးချင်းကတ်တဲ့စစ်လေတစ်စင်းနဲ့လိုက်သွားတယ်။ကမ်းခြေနဲ့ကိတ်တရာအကွာမှာလေကတောင်ထိပ်ပြီးရက်သွားတယ်။ရက်သွားတာနဲ့လေနောက်မှာပိတ်ကထားတဲ့တကားပွင့်သွားတယ်။အေပေါ်မှာပါလာတဲ့စစ်သားတွေအပြင်ကိုအမြန်ပြေးထွက်ကြတဲ့တစ်ချိန်နဲ့မှာပဲကြီးစံနဲ့တဝီးဝီးနဲ့ပြေးဝင်လာတယ် ေပေါ်မှာမှောက်ရက်သားဝင်နေရင်နဲ့ရောဘတ်ကပါကင်မရာကိုပြင်အပြင်ကမြင်ကွင်းကိုတက်ပုံရိပ်ဖို့ကြိုးစားတယ်။နောက်ကတက်ချက်ကရောဘတ်ပါကာကိုအတင်းတွင်းချတယ်။အမြန်စင်းတော့စစ်လီကကဲကနေပြင်ခွာရတော့မှဆိုတဲ့သဘောရောဘတ်ကပါလေပေါ်ကနေစင်းနေတဝုံဝုံရိပ်နေတဲ့အလုံးတွေကြားထဲမှာကြိုးစားလှမ်းလျှောက်ရင်ကန်းချေဘက်ကိုတက်တယ်။နိုင်ထဲမှာလှမ်းလျှောက်ရတာပဲလေမလဲ။ခြေောက်တွေက ခဲဆွဲထားသလိုနေပင်နေတာအဲ့လိုနှိကွေးစံတက်လာနေတဲ့မဟာမိတ်တပ်သားတွေကိုဂျမန်စစ်သားတွေကအန်ချေဟောဘက်ကနေအလွယ်တကူရေးပြင်ရုံနဲ့ရောဘတ်ကပါနဲ့တခြားစစ်သားတွေအန်ချေမှာစိတ်ထားတဲ့စစ်စစ်ခတ်ပုံစံတံပြားချောင်းကြီးကိုအကာအကွယ်ယူပြီးဝင်နေရတယ်။အဲ့လိုဝင်နေရင်နဲ့ရောဘတ်ကပါတပ်ပုံစံရိုက်တဲ့သူနဲ့အတူတူပေးမှကာကွယ်ယူနေတဲ့စစ်သားတွေရဲ့တပ်ပုံ ။လမ်းလုံးကြီးတွေခြားကနေကန်းကန်းချစီစူးစားယုံစူးစားချီတက်နေတဲ့စစ်တီရဲ့တပ်ပုံ ရန်သူကြီးမှန်ပြီးတက်သွားတဲ့တပ်ပုံတွေတရံရပြီးအဟိနေကြတဲ့တပ်ပုံတွေဟိုဘက်ကိုပြန်လှည့်ပြစ်ခတ်နေကြတဲ့တပ်ပုံတွေကြည်လန်းချောင်းတဲ့ဝေးရကိုထွက်ပြေးနေကြတဲ့တပ်ပုံတွေတပ်ပုံတွေကိုရနိုင်သမျှစူးစားပြီးရိတ်တယ်။ကင်မရာထဲကဖလက်လိုက်ကုန်သွားတော့ရောဘတ်ကပါပင်လယ်ထဲကိုပြန်ပြေးစင်းတဲ့ နောက်ထပ်ဆက်ရောက်လာတဲ့ဆက်လက်စီကိုဆက်လက်တွင်စီပေါ်ပြေးတယ်။ကျွန်တော်တက်ပုံဆရာမဒီကင်မရာထဲကပလင်လိုက်ပလင်လိုက်ကိုတက်ပုံကူဖို့အတွက် အပြန်လှိနဲ့ပြန်လိုက်ပြစီဆိုပြီးတောင်းမယ်နဲ့ဒီလိုနဲ့နော်မန်ဒီကမ်းခြေတိုက်ပွဲဗရမတန်စိတ်ကိုလိုက်သွားခဲ့တဲ့ရောဘတ်ကပါတယောက်မတည်မပြောက်ပဲအင်ခံရောက်လာတယ်။သူနဲ့ပါလာတာကတက်ပုံ108ပုံစားပလင်လိုက်အောင်လိုက် ကမ္ဘာသမိုင်းရဲ့အကြီးမားဆုံးကျူးကျော်တက်ခွဲတဲ့ပုံတွေလန်ဒန်ရောက်တော့ပင်လိုက်တွေကိုကိုယူကိုယူပြီး Live Magazine စီသွားတယ်။ Magazine တက်ပုံဌာနရဲ့ရင်ကိုတဲ့ကောင်လေးကအတွေ့အကြုံသိမှရှိတဲ့ဆန္ဒနှစ်အရွယ်လူငယ်လေးပလင်လိုက်တွေကိုအချောက်ခံရင်ပူပေးတာများသွားတယ်။ပလင်လိုက်တွေအကုန်လုံးဒီပါအေးပြောပြီးပစ္စည်းကုန်တယ်ရောဘတ်ကပါရေကူးလာတဲ့တက်ပုံ108ပုံထဲမှာဖဲဆယ်လို့ရတာဆိုလို့10ပုံထဲကျန်တယ် ဒီအဖြစ်ကိုစဉ်းစားကြည့်ပါလက်ဆက်စံပြစူးစမ်းထားတဲ့ကို့အလို့ရဲ့ကိုယ်စိတ်ရခင်တော့သုံးဝပြစီသွားတယ်ကဘာသမိုင်းရဲ့အကြီးကျယ်ဆုံးသောထိတ်ပွဲကြီးစစ်တင်မောပေါင်းရာနဲ့ချီစစ်လီရင်ပေါင်းထောင်ချီစစ်သားသိန်းချီဟိုဘက်ဒီဘက်ထိုက်တိုက်တွေ့ပြီးရေဆုံးမြေအဆုံးတိတ်ကြတဲ့မဟာစစ်ပွဲကြီးအဲ့ဒီစစ်ပွဲရဲ့အလဲမဟုတ်တတဲ့အထီးရအောင်အသက်ကိုဖက်နဲ့ထုတ်ပြီးသွားခဲ့တာ။တပ်ပုံနဲ့ရိုက်ခွင်ရခဲ့တာ တစ်သက်မှာတစ်ခါပဲရမယ့်အဖြစ်အရင်မျိုးစက်တင်ထောင်တောင်းချီချက်ဆုံးတဲ့အထက်မှာကိုကကန်ထိုးစွာတီကံမရောက်အိမ်ပြန်ရောက်လာခဲ့တာဒါပေမဲ့အဲ့ဒါတွေအလုံးလကားဖြစ်သွားပြီးဘယ်လိုလုပ်မလဲနောက်ကျမှပြန်လေပြန်ရိတ်လို့ရတဲ့အရာလည်းမဟုတ်မမနီကန်းချစ်တဲ့ပွဲပြန်လေချင်းပါဖြစ်ဖို့လည်းမဖြစ်နိုင်အသက်နဲ့ရင်ခဲ့တဲ့များအလုံးတည်တည်ရွတ်တယ်မယ်ဒီစားလမ်းကိုအမြဲမှတ်ထားဖို့တင့်နေလို့ကျွန်တော်ကတော့ထင်တယ် ကျွန်တော်တို့ကမှလည်းဒီလိုဖြစ်မျိုးတွေနဲ့ကြုံရအောင်ပါပဲ။ကိုကြိုးစားသည်များအရာမထင်တာမျိုးတွေပြအောင်ပါပဲ။အဲ့လိုချင်းကြရင်ရောဘတ်ကာပါနဲ့ကိုအဖြစ်နဲ့နှိုင်းရှင်ကြည့်လို့ရတာပေါ့။တမခန့်သူများကျွန်တော်ဘရကလီမှာအနုပညာကျောင်းတက်တော့နေချက်အခန်းငါဖို့ရှာရတယ်။ရောက်တဲ့မတက်နေတော့အခန်းဖို့ထပ်ရှာရပြန်တယ်။အခန်းတူတူငါဖို့တွေးဖြစ်တဲ့ တယောက်ကလတ်တောင်တောင်ကျောင်းသားတယောက်လူကောင်ထားထားကျောင်းသားရဲ့အတုံးလိုက်တင်လိုက်နဲ့သူ့အသက်က30လောက်ရှိပြီကျွန်တော်ထက်အများကြီးကြီးတယ်ပြောရမယ်သူကပြောတယ်သူကယောက်ျားချင်းကြိုက်တဲ့သူပါတဲ့အဲ့ဒါကျွန်တော်နဲ့တခမ်းနဲ့ငားနေလို့အဆင်ပြေပါမလားတဲ့ကျွန်တော်ပြန်ပြေတယ်ကျွန်တော်ကတော့ယောက်ျားချင်းကြိုက်တဲ့သူမဟုတ်ပါဘူးတခမ်းနဲ့နေလည်းဘာမှမဖြစ်ပါဘူးပေါ့သူကပြန်ပြောတယ်ကျောင်းပည့်ရတွေမှာဆိုရင်သူနဲ့သူ့ရဲ့တငယ်ချင်းတွေနဲ့စုပြီး ီးယားစိတ်မင်းမှာယောက်ျားစစ်စစ်တွေနဲ့ရန်ဖြစ်ကြတဲ့ဟမ်ဘာလို့များလဲပေါ့ကျွန်တော်မေးလိုက်တယ်သူကရှင်းပြတယ်သူနဲ့အတူပါလာတဲ့ယောက်ျားချင်းကြိုက်တဲ့သူ့ကောင်လေးတွေကလူကောင်သေးတယ်နှုတ်တယ်ပြီးတော့ဘီယားတောက်ရင်တခြားသူတွေကသူ့ကိုကြည့်ပြီးလှောင်ချင်ပြောင်းချင်ကြတယ်အနိုင်ကျင့်ချင်ကြတယ်တခါတလေကျရင်စိတ်အပြင်းကိုခေါ်ထုတ်ပြီးတော့တောင်းကိုကြိတ်ချင်ကြတယ်အဲ့ဒီမှာသူကစိတ်အပြင်းမှာလက်ပိတ်ပြင်းဆောင်နေတဲ့အနိုင်ကျင့်တဲ့ယောက်ျားစစ်စစ်တွေကို တယောက်ပြီးတယောက်မှောက်သွားတဲ့အထိသတိစာကြည့်တဲ့။ပြီးတော့သူကယောက်ျားချင်းကြိုက်သူဖြစ်ပေမဲ့မင်းကလေးတွေနဲ့ခြားတော့လဲတွဲတာပဲတဲ့။သူတသက်မှာယောက်ျားလေးမင်းကလေးရပါများစွာနဲ့တွဲခဲ့ပူတဲ့တဲ့။အဲ့ပါတော့အဲ့ဒါတွေကတိတ်အေးမကြီးပါဘူး။သူနဲ့လည်းအကြောင်းကြောင်းကြောင့်အခန်းတူတူမှာငါဖြစ်ဖို့အေးကြီးတာကသူနောက်ဆုံးပြောသွားတဲ့စကားပါ။ကျွန်တော်တို့တက်နေတဲ့အမှုပညာကျောင်းရဲ့ကန်တင်မှာ ို့လိုလိုက်လို့ချစ်သူတွေအများကြီးတွေ့ရတဲ့တင်ဆိုတဲ့စကားကျွန်တော်တို့ကြောင့်မှအကြောင်းအရာပေါင်းစုံကိုသူတည်တနာစာရင်းနေပြုစုရတယ်စိတ်ပညာမိရဖာတရဲ့အတွက်ပါအမှန်ဆိုအင်မတန်စိတ်ပြတ်ဖို့ကောင်းတဲ့စာရင်းမျိုးပေါ့ဒီတော့စိတ်ဝင်စားဖို့ကောင်းတော့အောင်ကျွန်တော်ရဲ့စာရင်းအကောင်းဆုံးကိုဒီလိုပေးလိုက်တယ်နိုင်သူချက်ကြတာဟာဘဝလားဖန်တီးမှုတစ်ခုလားဤတာနဲ့ ကျောင်းကန်တီမှာတင်ရတဲ့ရေဒီယိုချစ်သူတွေကိုအင်တာဗျူးတယ်။အဲ့မှာစိတ်ဝင်စားဖို့ခေါင်းဆောင်ကအင်တာဗျူးတဲ့သူတော်တော်များများဟာသူတို့ကိုသူတို့ရေဒီယိုချစ်သူတွေမှလက်မခံကြဘူး။အဲ့လိုလက်ခံလက်ခံရမှာဆိုတဲ့အတွက်တာမန်ယောက်ျားတွေထက်တောင်ပိုပြီးတော့မိန်းကလေးရေးစားတဲ့အများကြီးထားရခဲ့တယ်။နောက်ဆုံးကြတော့မှသူတို့ကိုသူတို့ရေဒီယိုဆောင်မဲ့သူတွေအဖြစ်လက်ခံသွားကြတာတဲ့။အဲ့ဒီအချက်ကို ကျွန်တော်တော်တော်စိတ်ဝင်စားသွားတယ်။ကိုကိုကိုဘာလဲဆိုတာလက်မခံနိုင်တာ။ကျွန်တော်လည်းပါသူစဲ။ကျွန်တော်လောကဆိုတာကိုလည်းလုံးဝစိတ်ဝင်စားခဲ့ဘူး။အလကားပြင်းစရာကြီးစီပါရဲ့အလုပ်ပြင်းလို့ပဲသတ်မှတ်ထားခဲ့တာ။ငါကြည့်လိုက်ရင်တော့ဒီလိုပြင်းစရာတော့မျိုးမလုပ်ဘူး။တကောရေးတက်ထဲဝင်မယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုကိုရင်သွားပြေးကူညီမယ်။မတရားမှုတွေကိုတိုက်ဖြစ်မယ်။အဲ့လိုအလုပ်မျိုးကိုပဲလုပ်ချင်တယ်ကော။ဒါပေမဲ့ကျွန်တော်အလုပ်စလုပ်တော့ ကိုတကယ်ထူးချက်နေတဲ့ဘက်ကပါလဲဆိုတာကိုသိတာလာတယ်။ကျော်များ marketing နဲ့ပတ်သက်ရင်သူများနဲ့ပုံပြီးထူးချွနေတယ်။ဒါကိုကျွန်တော်လက်မခံချင်ဘူး။နေပေါင်းများစွာကိုယ်စိတ်ထဲမှာပြင်းရင်းနေမိတယ်။နောက်ဆုံးမှမှလက်ခံလိုက်ရပါတယ်။ငါဟာကျော်များသမားတင်ဟောင်းဆိုတဲ့အချက်ကိုပါပဲ။အဲ့လိုလုံလုံလာလာလက်ခံလိုက်တော့မှပဲ။အနည်းနဲ့လာလာကအိမ်အောင်နေခဲ့တဲ့အကြီးအချင်းနဲ့ဆွေအင်းနဲ့ပွင့်အန်ထွက်လာတယ်။ ပေါ်ကလောက်ချင်တဲ့အလုပ်ပေါ်စိတ်နဲ့နိုင်သွားတယ်။တာတာလင်းမှန်ကန်တဲ့ဘဝနေနေလို့ကျွန်တော်ထင်တယ်။တကယ်မိခွင်ကကျွန်တော်ဖြစ်ချင်ခဲ့တဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုကဲတင်မယ်ဆိုတဲ့အိမ်မက်ကိုရော ကျွန်ညာလုပ်ငန်းနဲ့အကောင့်ထဲ follow ရပါမလား။အိမ်မက်နှစ်ခုပေါ်တပြင်းနဲ့အသက်သင်းလို့ရနိုင်သလား။အန်ဒီနိုင်ဆိုင်ကြီးပေါ်အတုံးချရင်ဘာမှစိုးဖြစ်နိုင်နေဆိုတာနောက်ဆက်လိုက်မှသိရပါလိမ့်မယ်။ Amazon Media အောက်ဖရန်လို့ခေါ်တဲ့ကမ္ဘာစင်းရဲမွေးတိမှုတိဖြစ်ရေးအဖွဲ့အစည်းဟာကျွန်တော်တို့ကြံ့ညာလောကသားတွေကိုအကူအညီတောင်းလာတယ်။ဖန်ပြိုးစိုးနိုင်ငံတွေမှာကြုံနေရတဲ့ကျွင်းမီပြဿနာတွေကိုလူတွေသိသွားအောင်ပြောပြချင်နေတဲ့ဖန်ပြိုးပြီးနိုင်ငံတွေကထောက်ချထားတဲ့အတုံးမြင့်ချင်းငွေတွေဟာအချိန်ကြာလာတဲ့နေ့အမျှဖန်ပြိုးစဲနိုင်ငံတွေအတွက်ပြန်မဆက်နိုင်တော့တဲ့ဝန်ထိုးဝင်ငွေကြီးတွေဖြစ်လာတယ်။အရင်ကအတန်ဟာ အတိုးတွေကြီးပဲဆက်နေုံနဲ့တင်စင်းရတဲ့နိုင်ငံငယ်လေးတွေဟာဝေးပြန်ချနေပြီအကျွေးမဆက်နိုင်တဲ့နိုင်ငံမျိုးပေါ် INF နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းကပြည်တယ်နေခတ်တဲ့အခွင့်အရေးတိုးကောက်ခင်းနဲ့ကျန်းမာရေးလူမှုရေးအကူအညီတွေပေးနေတာကိုရက်ဆိုင်ဖြစ်တယ်။ဒီလိုအပြုံမှုတွေကြောင့်စင်းရတဲ့နိုင်ငံတွေမှာကျန်းမာရေးအခက်အခဲတွေဖြစ်လာတယ်။နိုင်ငံတကာကျန်းမာရေးအကူအညီထထခံနေရတဲ့အတွက်တစ်နှစ်တစ်နှစ်ကိုငွေကိစ္စကလေးငယ်ပေါင်း9သိန်းလောက်အသက်ဆုံးရှုံးရရှာတယ် ေပြဿနာကိုဖြေရှင်းဖို့အောက်ဖန်ကစူးစမ်းပေမဲ့မအောင်မြင်ဘူး။နိုင်ငံရေးအလျှော့အထွေတွေနဲ့ရောရှက်နေတဲ့အတွက် အောက်ဖန်အနေနဲ့ဝင်ပါလို့မရဘူး။ဒါကြောင့်ကျွန်တော်တို့ကကူညီတောင်းတာအဓိကအချက်ကဖန်ဖြိုးစမ်းနိုင်ငံရေးကျွေးမှုတွေကိုရောပြစ်ပလက်ပြလိုက်ဖို့တင်သလားဆိုတဲ့မိခွန်းတွေကိုလူတွေရဲ့စိတ်ထဲထင်ပြီးဖို့ပဲ။ဒါနဲ့ပတ်သက်တဲ့အတီးပေးကြော်ညာတွေပိုစတာတွေသတင်းဆောင်မတွေကို ကျွန်တော်တို့အခမဲ့လုပ်ပေးလိုက်တယ်။ထို့သောတန်းတွေတွေမလုံလောက်ဘူး။အတိကပသက်သူတွေဖြစ်တဲ့ဘန်နီသေးကိုလည်းဒီအကြောင်းရာတွေကိုကူပေးခြင်းနဲ့ဘန်နီသေးမှာကြားခံမီဒီယာမရှိဘူး၊ TV မရှိဘူး၊ရေဒီယိုမရှိဘူး၊ပြင်ပပိုစတာတွေတောက်ကက်လို့မရဘူး။ဒါပေမဲ့ဘန်တိုင်းမှာရှိတဲ့မီဒီယာအဖြစ်ပြောင်းလို့ရတဲ့အရာတခုကို ကျွန်တော်တို့သတိထားမိသားတယ်။ဝေစက်ကူတွေ ။ဒီစိတ်တုံသေးသေးလေးတွေကျွန်တော်တို့ဖန်တီးလိုက်တယ်။လက်လိုက်မိသည်မြလက်ထဲရောက်လာသည်မြစစ်နွေစက်ကူတိုင်မှာဖန်ဖြိုးစက်နိုင်ငံတွေရဲ့ကျွေးမိတွေကိုရှော့ပစ်ပါ။ကိုကြောင့်သူတစ်ပါးရဲ့ဝေကင်းစကလေးတငယ်တွေမသေးပါစေနဲ့ဆိုတဲ့စကားကိုဒီစိတ်တုံနဲ့ရိတ်ထည့်လိုက်တယ်။နွေစက်ကူပေါ်မှာဒီစိတ်တုံရိတ်တဲ့ရိတ်ထားရင်သုံးလို့မရတော့ဘူး။အဲ့ဒီပိတ်ဆံဘန်ကိုရောက်လာရင်ဘန်ကဝေစက်ကူအသက်နဲ့ပြန်လှည့်ရတယ်။အဲ့လိုပြန်လှည့်မယ်ဆိုရင် ပန်းစရေးကမွေးလဲပုံစံဖြစ်ရတယ်။အဲ့ဒီပုံစံကိုမိတူလေးဆောင်ပွားပြီးတခြားဌာနတွေကိုထပ်ပေါ်ရတယ်။အဲ့ဒီဌာနတွေကလည်းအဲ့ဒီမိတူကိုလေးဆောင်ထပ်ပေါ်ရတယ်။နောက်ထပ်ဌာနတစ်ခုတွေကိုထပ်ပေါ်ရတယ်။ပြီးတော့ပြစိတ်တုံးရိပ်ထားတဲ့မွေးစက်ကိုတရွက်ကြောင့်အဲ့ဒီဘန်ထဲမှာလည်းပုံစံအဆောင်20လောက်ဖန်တီးပြီးသားဖြစ်သွားတယ်။ဒီစားသားကိုဘန်မန်နေဂျာတွေဝန်ထမ်းတွေအချင်းချင်းမြင်သားဖြစ်သွားတယ်။ ကျွန်တော်တို့အဲ့ဒီအစီအစဉ်ကိုစလုပ်တော့ငါဖပြိုဆဲနိုင်ငံများဤကျွေးမီပြဿနာများဆိုတဲ့အကြောင်းအရာကိုလူတွေသိမသိနေဘူးအခုလူတော်တော်များများသိနေပြီဒီကျွေးမီတွေကိုရှော့ပစ်တင်နေလို့ထောက်ခံသူတွေရှိလာပြီဒါအပြင်ပြည်သူတွေကိုပြည်သူတွေကိုယ်ရင်ငွေဆက်ဘူးငွေဆက်ကူပေါ်မှာတစိုက်တုံးရိပ်ပြီးပန်တွေစီပြန်ပိုးတဲ့အလေးချင်နေတောင်းတွေ့လာရပြီကျွန်တော်ကိုယ်ရင်လဲလာတိုင်းလုံလုံပတ်စံနေပေါ်မှာတစိုက်တုံးအချက်ရင်းများစွာရိပ်ဖြစ်တဲ့ ိုနိုင်တလောက်တက်စွန်းတလောက်ကူညီတဲ့သဘောလူတအူးချင်းစီရဲ့အပြုအမူဟာတည်ရောက်မှုဘယ်လောက်ပြင်းထန်တယ်လဲဆိုတာဒါကိုကြည့်ရင်သိနိုင်ပါတယ်။ငါတယောက်ထဲနေတော့ဘာမှမလုပ်နိုင်ဘူးဆိုပြီးတွေးမနေပါနဲ့။ဤကောင်တည်ယူတာနဲ့အတင်ခံရတာနဲ့မတူဘူး။ကျွန်တော်ရောက်ကတည်းကတရုတ်ပြည်ဖွာ1936ခုနှစ်ဝင်ချင်မှသူမွေးတာ။ဝင်ချင်တော့ခမမီးပြောရတဲ့အကြောင်းရင်းက ခုနှစ်ဒီချက်ကိုဘယ်သူမှတေချာမသိဘူးရဲ့1922ခုနှစ်သူကလေးသက်သာအရင်မှာသူ့နဲ့သူ့နေရာမြေမှာအေယာမအေးချင်းမှုကြီးဖြစ်တယ်။လွာတွေအကုန်ပစ္စည်းကုန်တယ်။ဘလူတွေရင်းနေတိတ်ကုန်တယ်။ဆာဒိုထိုင်ဖုန်းမုန်တိုင်းဆိုပြီးလူတိများတယ်။လူဦးရေတသိန်းကျော်အသက်ရှုံးသွားတယ်။ကျွန်တော်ရောက်ကတည်းကတစ်ပင်တစ်ပင်ပေါ်တွေ့တဲ့ပင်စည်တွေကိုတညလုံးကြည့်ကြည့်ပါအောင်ဖက်ထားတာ အပင်ပေါ်မှာသူတယောက်တည်းမိမိဝဲရချိလိုက်ရင်ကြောက်စရာအရှိန်အောင်နဲ့တော့ဝစီးနေတဲ့ရေပြင်ကြီးနောက်ဆုံးမှာသူ့ကိုကယ်ဆယ်ရေးအဖွဲ့တွေကတွေ့သွားတယ်။မိဘမက်ကလေးကဟာကိုသူရောက်တယ်။အဲဒီတော့ကသူ့အသက်က6နှစ်လောက်ပဲရှိအောင်မယ်။သူ့မိသားစုတစုလုံးတယောက်မှမရှိဘူး။နောက်တစ်နှစ်လောက်ကြာတော့သူနဲ့ဆွေမျိုးနှိစက်ဦးလေးတယောက်သူ့ကိုလာရှာတယ်။သူ့ဦးလေးကတိုင်းဖုန်းမုံတိုင်း ိတ်တဲ့အချိန်မှာထိုင်းနဲ့စင်ကာပူအပြန်အသွားအပြန်ကူးတဲ့တင်ဘောပေါ်မှာရောက်နေခဲ့တာဒီလိုနဲ့ကျွန်တော်ရောက်ကတည်းကသူ့ဦးလေးနဲ့လိုက်သွားတယ်။ဆန်ကုန်ကူးတဲ့တင်ဘောပေါ်မှာအလုံးလုံးတဲ့နေ့အနှဲငယ်ချသွားတော့စင်ကာပူနိုင်ငံမှာ အခြေချသွားတယ်။အဲ့ဒီမှာလဲသူရသည်မအလုံးအကုန်လုံးတဲ့ဝယ်တယ်ရောင်းတယ်ပြင်းတယ်ပို့တယ်ဘသူကပါခိုင်းပါခိုင်းချင်တယ်လဲသူအကုန်လုံးပေးမယ်။ဒါအလုပ်ပဲဖြစ်ဖြစ်အခွင့်အရေးအဖြစ်သူကသတ်မှတ်တယ် ူစာမဖတ်တဲ့ဘူး၊စာမရေးတဲ့ဘူး။ဒါပေမဲ့စက်ပျက်စီးတဲ့နဲ့ပတ်သက်ရင်သူ့မှာနားလည်မှုအကောင်းနဲ့ဒီလိုနဲ့တန်းစက်နဲ့ပတ်သက်တာတွေလေ့လာတယ်၊မိပြင်းနဲ့ရေပိတ်ပြင်းနဲ့ကားအင်ဂျင်တွေပြင်းနဲ့ရတမြအလုံးဟာသူ့အတွက်တည်ယူဖို့အခွင့်အရေးပဲ။စာအုပ်တအုံးမှမဖန်ဘူးဘူး။စာမပွဲတစ်ခုမှမဖြေဘူးဘူး။ပွဲတစ်ခုမှမရဘူး။ကြောင်းလည်းမနေဘူးလေ။ဒီတော့စာမတက်ဘူးပေါ့။ဒီလိုနဲ့နေ့အနေငယ်ထက်ချသွားတယ် ရေပိုက်ပြင်တဲ့ company တစ်သေးလေးတစ်ခုဖွင့်နိုင်တယ်။ပိုက်ပြင်လောကရဲ့အဖွဲအစည်းတွေရှိတယ်။အဲ့ဒီအဖွဲအစည်းတွေတက်မှတ်ထားတဲ့စံနှုန်းတွေရှိတယ်။အဲ့ဒီစံနှုန်းတွေသူမသိဘူး။အလမဖတ်တယ်ဘူး။ဒါတော့သူ့ကိုယ်ပိုင်စံနှုန်းတွေပဲအလုံးလုပ်တယ်။သူ့ရဲ့ကိုယ်ပိုင်စံနှုန်းကအဖွဲအစည်းတွေတက်မှတ်ထားတဲ့စံနှုန်းတွေထက်မြင့်နေတယ်။ဒီလိုနဲ့သူ့ company ဟာစင်ကာပူရဲ့အကြီးဆုံးလုပ်ငန်းတွေထဲကတစ်ခုဖြစ်လာတယ် ရင်ပိုက်ပြင်ကမဏီဖြစ်တဲ့အနေပိတ်နဲ့ပိတ်ဆက်ပစ္စည်းတွေတခြားနေရာကနေမှာယူတင်သိရတယ်။အဲ့ဒီပစ္စည်းတွေရဲ့အရင်အသေးတွေကိုသူမတိတ်ဘူး။ဒါနဲ့ကိုရင်ထုတ်မယ်ဆိုပြီးဆုံးဖြတ်တယ်။တမနီစက်ယုံထောင်းတယ်ပြီးတော့တန်ကျန်စက်ယုံထက်ထောင်းတယ်။သူ့လုပ်ငန်းကတော်လေးကြီးနေပြီးလက်ရှိရုံးခန်းနေရာနဲ့မဆက်တော့ဘူး။ဒါနဲ့ရုံးအဆောက်အုံဆောက်ဖို့အတွက်ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလှိမ့်မိတယ်။သူ့အကြိမ်မတွေ့ဘူး။ဒါနဲ့ သူကိုယ်တိုင်ကိုးစီးပြီးအယံမယုံအဆအုံကြီးဆောက်လိုက်တယ်။အဲ့လိုနဲ့စာမတက်ပြီမတက်ဝဲတစ်ခုမှမရှိပဲပိတ်ပြင်ကုမ္ပဏီကြီးတစ်ခုဖန်ဆင်ခဲ့တဲ့အပြင်ဆက်လုပ်ရေးလုပ်ငန်းမိဖက်မှာပါဆရာတဆူဖြစ်လာတယ်။ဒါဟာသူများတွေရဲ့အရေးသေးတွေကိုစိတ်သိမ်းမချရင်ကိုယ်တိုင်စူးစမ်းဖန်တီးလိုက်မယ်ဆိုတဲ့ခံယူချက်တွေကြောင့်လိုဖန်တီးမလဲဆိုတာသူမသိဘူးမသိဘူးဘူး အဲ့လိုမတင်ခဲ့ရတာကပဲသူ့ရဲ့အတချက်ဖြစ်လာတယ်။သူများတင်ပေးတာမခံခင်ရဘူးအခွင့်အရေးမရခဲ့ဘူး။ဒါကြောင့်ကိုယ်တိုင်တင်ယူဖို့အခွင့်အရေးတွေပို့ရှိသွားတယ်။ဘာကတော့လုပ်လို့ရတယ်။ဘာကတော့လုပ်လို့မဖြစ်နိုင်ဘူးဆိုတော့တင်ယူတွေရဲ့တော်တော်များများအနေနဲ့သွားတယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ်ပိုင်ဆုံးဖြတ်နိုင်စမ်းကတိတ်ကိုရောက်ပါတယ်။တင်ယူနိုင်စမ်းကသူများရဲ့တက်ရှိအုပ်အင်းကြတာကိုအစမပြတ်နေပန်ထုတ်ပြီး ကိုမင်းကြီးနဲ့မြို့ပြဆောင်ရွက်ခြင်းအဲ့လိုအရင်ချင်းရှိဖို့ဆိုတာဘာကိုမစုံမြေခွင်းတုံနိုင်ထောက်ရတဲ့စွင့်ယူလို့ရတယ်။စက်ထားသမျှစာရီကိုပြန်အန်နေုံနဲ့တော့ဘာမှမထူဘူး။လက်တွေ့လောကမှာကိုယ့်ရဲ့ဖန်တီးမှုတွေနဲ့အမတ်ချက်ခုံထူပေးနိုင်မဲ့သူတွေမရှိဘူး။တကယ်လောကမှာတင်ဖက်တွေပဲရှိတယ်။တင်ဖက်တွေကိုအနိုင်သိမ့်နိုင်မဲ့ရလက်တွေပဲလို့ရတယ်။တင်ဖက်တဲ့ခြေတလန်းအတာယူပြီး တွင်းနိုင်ဆုံးဖြတ်နိုင်ဖို့အသည့်အသည့်တွေကိုလက်ဆက်တဲ့ဉာဏ်ရည်သုံးမြင်ဖန်တီးနိုင်ဖို့တာယာစိတ်ဓာတ်အပြည့်ရှိနေဖို့ဒါပဲအရေးကြီးပါတယ်။ဟုတ်ကဲ့ပါရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တို့တယောက်ချင်းစီကိုအတူပဲကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့်ဇလန်အသည့်နောက်လာမယ့်ဇာအုပ်အသည့်တွေမှာဆက်လက်တွေ့ဆုံကြပါမယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။